ားလုံးမင်္ဂလာပါညကိုရိုနေကောင်းချမ်းသာချမ်းသာကြပါစေခင်ဗျာတော့ကျွန်တော်ရွေးချယ်ထားတဲ့ဘောလုံးပွဲ၅ပွဲရှိတယ် Man City Wu Torino Venezia Belcano Getafe Handheim Bochum Nins Net Rams တို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်တွေကတောက်ကြညမှာကံမဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော် Man City နဲ့ Wu ကိုရဲ့ပွဲစဉ်မှာ body G ကတော့တလုံး80ရှုံ9ပေါင်းကြီးကတလုံး30ရှုံဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဇေယအနေထားတွေကိုကြည့်မှဆိုရင် Man City ကအဆင့်၄ပိုင်းရှိရဲ60နဲ့တမတ် သူ့ရဲ့အပေါ်မှာ Newcastle 60နဲ့သူ့ရဲ့အောက်မှာ Chelsea 60ရှိတယ်ပေါ့နော်ကျွန်တော်ဟုအတင်းကတော့အဆင့်73မှရှိတယ်40နဲ့တမတ်ရထားတာလည်းတွေ့ရတယ်တမဆင်းတော့ပေါ့နော် Man City ကတော့ Champion League ဝင်ကြတယ်ဆိုလို့ရှိရင်နောက်ထပ်နိုင်ဝဲလူသေးတယ်ပေါ့နော်ဘာလို့လဲသူ့အောက်မှာသူနဲ့အမှတ်မကွာတဲ့အတင်းတွေရှိရပေါ့နော် Forest တို့ Chelsea တို့ Newcastle တို့ပေါ့နော်ဒီနှစ်တင်းကကျွန်တော်ပထမအချော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ပထမအချော့မှာ Man City ကဥပယက်ကွဲမှာ2-1ဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့ လက်ရှိမန်စီးတီးအသင်းရဲ့ကာရာဖောင်ချိန်မယ်ဆိုရင်မန်စီးတီးအသင်းကတော့ကျွန်တော်နိုင်ထားတဲ့ပွဲစဉ်တွေချိန်မယ်ဆိုရင် Aston Villa 2-1 Everton 2-0 Crystal Palace 5-2ဘောနော် Man U 0-0ဘောနော် Leicester 2-0 Brighton 2-2ဆိုမှဖြစ်ထားတာတွေ့ရတယ်ဘောနော် Man City အသင်းကနောက်ဆုံး၄ပွဲသက်ကြီးအောင်ထားတဲ့အသင်းတွေနဲ့ဖြစ်ရတယ်ဖြစ်နေတာတွေ့ရတယ်ဘောနော် Crystal Palace 5-2ရှိမယ် Everton 2-0ရှိမယ် Aston Villa 2-0ရှိမယ်ပြီးရင်ကျွန်တော်တို့ ဂျာရမှာပေါ့နော်ဒါ FA Cup ကန်ထားတယ် Northern Forest ကိုလည်းတူးစီးနဲ့နိုင်ပြီးကျွန်တော်ခြေတွေအကုန်အောင်ထားတာတွေ့ရတယ်လက်ရှိကျွန်တော်ဘူးအတင်ရလက်ရှိ Gara Phong ကြည့်မယ်ဆိုရင်နောက်ဆုံး6ဘွယ်ဆက်ခြေအောင်ထားတယ်ပေါ့နော် Southampton 2-1 West Ham United 1-0 Spurs 2-1 Spurs 4-2 my 1z เนี่ยကျွန်တော် Leicester City 3z ဆိုမှာပေါ့เนาะဒီအသင်းကလည်း goal တကူရနိုင်တဲ့အသင်းပေါ့เนาะ ဒီနှစ်သင်းရှင်မှာဆိုလို့ရှိရင်တော့ဗောနော်ကျွန်တော် underdog အသင်းကတော့ဒါကျွန်တော် hoop အသင်းပေါ့ဗျာဒါကတော့ကျွန်တော်ဘယ်လိုမှညင်လို့မရဘူးဗောနော်ဒီနှစ်သင်းကကျွန်တော်တွေ့ကြတဲ့နောက်ဆုံး head to head ငါးကြိမ်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော် man city အသင်းကပဲကျွန်တော်ဒါနိုင်ထားတာ၄ကြိမ်ရှိတယ်ဗောနော်ဒီကြိမ်ကတော့ hoop အသင်းနိုင်ထားတာတွေ့ရဒီတွေ့ကြတဲ့ငါးကြိမ်လုံးမှာဗောနော်ကျွန်တော်အနည်းဆုံးတောင်းတော့မဟုတ်ရင်တောင်းတော့ရအချက်မှာပဲဖြစ်နေတာမျိုးလည်းတွေ့ရတယ်ဗောနော် ဒီပွဲစဉ်နိုင်ဂျီးရီးယားတို့မှာတော့ Man City က89ရာခိုင်နှုန်းဆိုမှာတော့ပေးထားတာတွေ့ရတယ်ပေါ့နော်။ Points to odds မှာကြည့်မှဆိုလို့ရှိရင်တော့ဒါ Man City အနိုင်ကိုပြား40ပေါ့နော်1.40ပေါ့နော်။ဒါတေကို9ဆပေးထားတယ်။အခုအနိုင်ကို8ဆပေးထားတယ်ပေါ့နော်။မင်းက60တော့တက်မှာဖြစ်မဲ့ဂိုးပေါင်းကြီးကတော့အနည်းဆုံးကျွန်တော်တောင်းလုံးထိတော့သူတို့ဖွင့်ထားတယ်တောင်းလုံးကြီးပေါ့နော်။တောင်းလုံးနှစ်သိန်းပေါင်းတောင်းလုံးကြီးဖွင့်ထားတယ်။ပြီးလို့ရှိရင်ကျွန်တော် Man City အသင်းအနည်းဆုံးနှစ်လုံး နှလုံးကနေတောင်းလုံးဒီထည့်နိုင်လဲဆိုရခြေပြဖွင့်ထားတာပေါ့နော်ဝုပ်အတင်းကလည်းတလုံးတော့တော့ရသွားနိုင်လဲဆိုရခြေပြဖွင့်ထားတာပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကဂိုးပေါင်းပေါ့နော်ပေါ်ကြိုက်တယ်ပြီးလို့ရှိရင်ပေါ့နော်လက်ရှိကာရာဖောင်ကိုကြည့်မှာပဲသုံးဖြတ်ထားတာမန်စီးတီးနိုင်လဲနိုင်သွားမယ်ပေါ့နော်ဒါမှကျွန်တော်တို့ကအဓိကခြေကိုကြည့်တာပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဝုပ်အတင်းကဂိုးတကူတော့ရသွားနိုင်လဲလို့ထင်တယ်ပေါ့နော်ဝုပ်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ် တိုရီနိုအသင်းနဲ့ဗနက်ဆီယာတို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဖွင့်ထားတဲ့ body ကြီးကတိုရီနိုက level 50ရှုံး9ပေါင်းကြီးကနှလုံး30ရှုံးဆိုမှာကြီးတွေဖွင့်ထားတယ်ဇေယအနေထားကိုကြည့်မှာဆိုရင်တိုရီနိုအဆင့်10မှာရှိတယ်43မှာဗနက်ဆီယာတော့အဆင့်18မှာ25မှာသူ့အပေါ်မှာလက်ချီ29သူအောင်မှာအမ်ပိုလီ95ဆိုမှဖြစ်နေတာတွေ့ရတယ်ဗောနော်ဒီနှစ်တင်းကကျွန်တော်ပထမအကြောတော့ကတော့ဒါဗနက်ဆီယာကွဲမှာတိုရီနိုက1-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ် လက်ရှိတိုရီနိုအတင်းရဲ့ကာရာဖောင်ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မတော့နိုင်ပွဲပေါ့ဗျာအိမ်ငွေနိုင်ပွဲနှစ်ပွဲရှိရဲ့ Empoli 1C Udine 2C ပေါ့နော်ဒါတရေချထားတာကတော့ Lazio 11နဲ့ Verona 11ပေါ့နော်ရှောင်းထားတာ Napoli 2C ရှိမယ် Como 1C ရှိရတွေ့ရတယ်ပေါ့နော်ဒီဆိုသူကတော်တော်လေးကို go out ပဲဒီဇိုင်းမမဆော့နေတာတွေ့ရတယ်ပေါ့နော်နောက်ဆုံး6ပွဲသက် go out ကျထားတယ်တွေ့ရတယ်ဗနက်စီကအတင်းရဲ့လက်ရှိကာရာဖောင်တွေကြည့်မယ်ဆိုလို့ရှိရင်တော့သူကအိမ်ငွေမှာ Monza တရင်ထဲကဝင်နိုင်ထားတယ်ပေါ့နော် ကိုမိုတေဆော့ရနာပိုလီကိုတေဆော့ရလက်ချီကိုတေဆော့ရပေါ့နော်ဒါကျွန်တော်မီလာနဲ့ပွဲမှာတော့သူတို့လည်းရှုံးခဲ့တာတွေ့ရတယ်ပေါ့နော်ဆိုဒီနှစ်သင်းရကျွန်တော် head to head အနေထားကိုကြည့်မှာဆိုဒီနှစ်သင်းတွေ့ခဲ့တာနောက်ဆုံး head to head 9ချိန်မှာဆိုလို့ရှိရင်ဗနက်စီယာအသင်းက2ချိန်နိုင်တဲ့2ချိန်ကတူရီနိုနိုင်ထားတဲ့ဂျာနက်နဲ့ပွဲကတော့တေကြီးကြထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါဝိုင်းစုအော့စမာကြည့်မှာဆိုလို့ရှင်တော့တိုရီနိုအနိုင်ကို20အဝဲပေးထားတယ်တရီကို30 မနက်စီရနိုင်ကိုတုံးစားခွဲပေးထားရတဲ့တွေ့ရတယ်။ဒီနှစ်သိန်းရဲ့ဂိုးပေါင်းကြီးကတော့မနက်60တော့တမအနည်းဆုံးကျွန်တော်တို့နှလုံးလောက်တော့ဖြစ်မယ်ဆိုတဲ့ကြေးဖွင့်ထားပါတယ်နော်နှလုံးလောက်ပြီးရင်ကျွန်တော်တိုရီနိုအသင်းကတော့တစ်လုံးလောက်ရသွားနိုင်တယ်မနက်စီရအသင်းကတော့ဂိုးတစ်ခုရပြီးတော့တော်တော်လေးရုန်းကန်ရမယ်ဆိုတဲ့ကြေးတော့ဖွင့်ထားတာပေါ့နော်။ဒါကတော့ကျွန်တော်ဒီပွဲစဉ်မှာရှင်းရှင်းလေးပါကျွန်တော်အကြိုက်ကတော့ကျွန်တော်ဂိုးပေါင်းအောင်နဲ့ကျွန်တော်ဒါအမှတ်လိုအချက်ရှိနေတဲ့ကျွန်တော်မနက်စီရအသင်းကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာ။ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Belcano နဲ့ Gita Pereira ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ Belcano အသင်း level 40နဲ့ကိုပေါင်းကြီးနှလုံး40ရှုံးထုံးမှာစတင်ကြီးတွေပေးထားတာတွေ့ရတယ်ပေါ့နော်ဈေးအနေထားကိုကြည့်မယ်ဆိုရင်နှစ်သင်းလုံးပေါ့နော်တန်မစင်းတော့ဘူးပေါ့ဗျာ Belcano ဆိုအဆင့်7တိမှာရှိတဲ့40နဲ့တမ Gita Pereira အဆင့်7မှာရှိတဲ့39မှတ်ပေါ့နော်ဒီနှစ်တည်းကကျွန်တော်ပထမအကြောက်ကိုကြည့်မှဆိုရင်ဇီဇီဆိုတဲ့ရလနဲ့ဂီတာဖေးကွင်းမှာပြီးဆုံးထားတာတွေ့ရတယ် လက်ရှိကျွန်တော်ဘယ်လကန်တို့အတင်းကတော့ကာရာဖောင်တော်တော်လေးသိုးနေတာတွေ့ရတယ်ဗောနော်ဘယ်လကန်တို့အတင်းဆိုလို့ရှိရင်ကျွန်တော်ဒါသူဆော့ခဲ့တဲ့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်ပေးကူက73ကိုးထီတောင်ရှိရတွေ့ရတယ်ရကူက6ကိုးပဲရထားတွေ့ရတယ်ဗောနော်တိုက်စစ်ကတော်တော်လေးပြဿနာရှိရဗောနော်တီကို3စီအာကျွန်တော်ဘီလ်ဘာကို31အက်စပန်ယောဖိုးစီဆိုမှဒီမှာလေးတော်တော်လေးဂိုးပေးလိုက်တာတွေ့ရတယ် ဗီတာဖိအတင်းလည်းတော်တော်လေး problem ဖြစ်နေတာတွေ့ရတာပေါ့နော်ဒီနှစ်တင်းလုံးတော်တော်လေးဆိုးနေတာတွေ့ရတယ်အခြေအနေကတော်တော်ဆိုးတယ်လေဗီတာဖိအတင်းဆိုနောက်ဆုံး၃ဘွဲ့ဆက်ကျွန်တော်လက်ပါမှာ Espanyol Real Madrid ဆိုမှာ၃ဘွဲ့ဆက်ပေါ့နော်သူတို့လည်းရှုံးထားတယ်ဒီအတင်းကလည်းဒါဒါကျွန်တော်တို့ဒါရခုပိုင်းမှာတော့ကျွန်တော်တို့ဒါဘယ်ကန်တို့ထက်နည်းနည်းတားတယ်၈ခုရှိရပေးခုက၅ခုရှိရလည်းတွေ့ရတယ်ပေါ့နော် head to head အနေထားတွေကြည့်မှဆိုရင်နောက်ဆုံး၅ချိန်မှာဆိုရင်၅ချိန်လုံးတိတ်အကူအောက်ကျထားရတယ်တွေ့ရတယ် ဘယ်ကန်တို့ဒီချိန်မှနိုင်ထိုင်မှ၄ချိန်ကကူအောင်ကြားထားတာဂျီ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 11အဲ့လိုပုံစံနဲ့ကြားထားတာတွေ့ရတယ်။ဒီနှစ်တဲ့နိုင်ကြရတော့မှာတော့ဘယ်ကန်တို့က43ရာခိုင်နှုန်းဂီတာဖေးက29ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတာပေါ့နော်။နိုင်ကြရနှုန်းတွေကိုကြည့်မယ်ဆိုလို့ဒီပွဲစဉ်မှာဖွင့်ထားတဲ့1:2 Osco ကြည့်မယ်ဆိုရင်ဘယ်ကန်တို့အနိုင်ကို20ခွဲတရီကို3စာဂီတာဖေးအနိုင်ကို3စာပေးထားတာတွေ့ရတယ်။မိနစ်60အတော်တမအနည်းဆုံးနှလုံးလောက်ပဲဖြစ်မယ်ဆိုတော့ခြေကိုဖွင့်ထားပါတယ်။ မဲလ်ကန်ကိုအတင်းကတော့တစ်လုံးလောက်တော့ရလာမယ်ပေါ့နော်ဂီတာဖေးအတင်းကတော့ဂိုးရဖို့တော့တော်တော်ခက်ခဲမယ်ဆိုတဲ့ခြေကိုဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းပေါ့နော်အများဆုံးကျွန်တော်ဒီပွဲစဉ်မှာ1စီလောက်နဲ့ပဲနိုင်မလို့ကျွန်တော်ကသုံးသပ်မိတယ်ပေါ့နော်ဘဲလ်ကန်ကိုဘော်ဒီကြိုက်တယ်ပြန်တယ်ဂိုးပေါင်းပေါ့နော်ကျွန်တော်နှလုံးဆိုရင်40ဆားဆိုရင်တော့ကျွန်တော်ညီကိုထိုးကျင်တယ်ထိုးကြည့်ပေါ့နော်ဂိုးပေါင်းအပေါ်ရိုက်ကြည့်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲတော့ German Bundesliga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Hannover နဲ့ Bochum ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ Hannover က level 30နဲ့ ိုးကောင်းတောင်းလုံးကိုကျွန်တော်69ဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော်ဒီနှစ်သိန်းဒီနှစ်သိန်းစလုံးကတော့ဇယအောင်မှရှိတဲ့အသင်းတွေဗောနော်ဟန်တိုင်း25မှာအစင်16ဘိုးချွန်းအစင်18မှာ20နဲ့တမတ်ပေါ့ဗျာပထမအကြော်တော့ကတော့ဒါကျွန်တော်တို့ဘိုးချွန်းက2စီးဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်လက်ရှိဟန်တိုင်းအသင်းရဲ့ကာရာဖောင်5ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ နှစ်ပွဲနိုင်သုံးပွဲရှုံးထားတာတွေ့ရတာပေါ့နော်အနိုင်ထားတာဝူပတ်ကိုနိုင်ထားတယ်စတူကတ်ကိုနိုင်ထားတယ်ပေါ့နော်အင်ကွဲမှာကွဲမှာဆိုရင်ဘိုင်ယန်ကို4-0စီးနဲ့ရှုံးတယ်လီဗာပူးစင်1-0စီးနဲ့ရှုံးထားတာတွေလည်းတွေ့ရတာပေါ့နော်ကိုချွန်အသင်းရဲ့လက်ရှိကာရဖောင်ကြည့်မှဆိုရင်၄ပွဲရှုံး၃ပွဲတည်ရေပေါ့နော်ဒီကောင်တိုက်ဆက်ကတော်တော်ဆိုးရဂိုရဂိုရပေါ့တော်တော်လေးခက်ခဲနေတာမျိုးတွေ့ရတယ်ပေါ့နော် head to head အနေထားတွေကိုကြည့်မှဆိုရင်နောက်ဆုံးတွေ့ကြတဲ့ဘွန်ဒက်စလီကာ၃ပွဲမှာဆိုရင်နှစ်ချိန်ကတော့တည်ရေချတာတစ်ချိန်ကပိုချွန်နိုင်တာတွေ့ရတယ် ဒီပွဲစဉ်ရဲ့နိုင်ဂျီးယားနှုန်းတွေမှာတော့ဟန်နိုင်က43ပူချွန်32ရာခိုင်နှုန်းဆိုမှပေးထားတာလည်းတွေ့ရတယ်ပေါ့နော်နိုင်ကျွန်တော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ once to os ကိုကြည့်မှဆိုရင်ဟန်တိုင်းအနိုင်ကို2ဆကွဲတရေကို3ဆကွဲနဲ့ပူချွန်အနိုင်ကို3ဆပေးထားတာတွေ့ရတယ်နှစ်တင်းပေါင်း9ပေါင်းကြီးအနည်းဆုံး3လောက်တိဖြစ်သွားနိုင်တယ်ဆိုတော့ဂျီးကိုဖွင့်ထားတဲ့အနိုင်ရဲ့အတင်းကတော့အနည်းဆုံး3လောက်တော့ရမှာပေါ့နော်3လောက်နဲ့4လောက်ရှားတယ်မှာရမှာဆိုတော့ဂျီးကိုဖွင့်ထားသလိုပူချွန်အတင်းကလည်း တလုံးလောက်တော့ရသွားနိုင်တယ်ဆိုတော့ကြေးခွန်တာဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောင်နဲ့ဟန်တိုင်းဘော်ဒီကြိုက်တယ်ဗျအနိုင်1စီးလောက်နဲ့တော့နိုင်မလို့ထင်တယ်1စီး2စီးပေါ့နော်ဂိုးပေါင်းအောင်ပဲကြိုက်တယ်နောက်တစ်ပွဲကတော့ Nins နဲ့ Rams တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ Ancient တင်ပြတဲ့ Nins ကကျွန်တော်တလုံး40ရှုံးနဲ့ဂိုးပေါင်းကြီး3လုံး30နိုင်ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော် ဇေယအနေထားကိုချိန်ရမယ်ဆိုရင် nice အတင်းကတော့ဇေယအနေထားကိုချိန်ရမယ်ဆိုရင် nins အတင်းကတော့ဒါအဆင့်6မှာရှိတဲ့54မှာသူ့အဖော်မှာ line လိုက်54မှာမိုနာကို55မှာပေါ့နော် line လီ56မှာအဆင့်ဆင့်ပေါ့ဗျာ rams အတင်းကတော့အဆင့်73မှာရှိတဲ့33မှာသူ့အောက်မှာ nantes 32မှာပေါ့နော်ဒီအတင်းတွေကကျွန်တော်ဒါတန်းဆင်းဆုံးတိုက်ပွဲတွေရှိတာတွေ့ရတယ်ပေါ့နော်ဒါပထမအကြော်တုံးကတော့ဒါ နင်းစအတင်းက42ဆိုတဲ့ရလာနဲ့နိုင်ထားတာတွေ့ရတယ်လက်ရှိနင်းစအတင်းရဲ့ကာရာဖောင်၅ဘွဲကိုကြည့်မှဆိုရင်တော့နှစ်ပွဲနိုင်တစ်ပွဲသိရနှစ်ပွဲရှုံးထားတယ်နောက်ဆုံးနှစ်ပွဲဆက်ကိုလည်းနိုင်ထားတာတွေ့ရတယ်ဗောနော်အဲဒါကြောင့်ဒီခူပေါင်းကြီးတော်တော်လေး body ကြီးတော်တော်လေးပြင်းတာတွေ့ရတယ်ဗောနော် PSG ကိုလည်းနိုင်ထားတယ်ဗောဗျာအဲဒါကြောင့်မို့နေမှာပါ Rams အတင်းကိုကြည့်မှဆိုရင်တော့ဒီ2ဆော့ကတော့နောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်ဒါ၃ဘွဲနိုင်တစ်ပွဲသိရတစ်ပွဲရှုံးတာသူလည်းကာရာဖောင်မဆိုးပါဘူးနော် ဒီအတင်းလက်ကာရာဖုန်းတော်တော်ကောင်းနေတာတွေ့ရတယ်ဗောနော်တော်တော်တန်းဆင်းဆောင်တိုက်ပွဲလည်းရှိရတော့တော်တော်လေးရုန်းကန်နေတာတွေ့ရတယ်ဒီနှစ်တင်းရဲ့ head to head ကိုကြည့်မှဆိုရင်ဒီနှစ်တင်းဆော့ကြတာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင် nice အတင်းရဲ့နှစ်ချိန်နိုင်တယ်၃ချိန်ကတည်ချထားတာလည်းတွေ့ရတယ်ဗောနော်ဒီနှစ်တင်းရဲ့နိုင်ငံရန်တော့တော့ nins အတင်းက64ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်။ wines ဘက်ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင် wines to osma ဆိုရင် nins အနိုင်ကို1.50တရေကို9ဆနဲ့ rams အနိုင်ကို9ဆပေးထားတယ်တွေ့ရတယ်ပေါ့နော်။ ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းပေါ့နော်ကျွန်တော်အနည်းဆုံး3လုံးထိကြိုက်တယ်ပေါ့နော် body မှာကျွန်တော် out တဲ့ rams ကြိုက်တယ်ဗျာ nins 9နဲ့21လောက်လိုပဲကျွန်တော်ချင်တယ်ပေါ့နော်ဂိုးပေါင်း opponent rams အတင်းကြိုက်တယ်ဒီနေ့